CDRF ကိုဝင်းရံအားဖြစ်ပေးကြပါတော့ကျွန်တော်တို့ရဲ့ညီကောင်မောင်များအားလုံးမင်္ဂလာပါခင်ဗျာဆရာသူဆရာကြီးတိတ်ပတ်မောင်ကရေးသားတော့ဘာထုံးလို့အမိရတဲ့ဝတ္ထုတို့လေးကိုဖတ်ကြားတင်ဆက်ပေးကြပါရခင်ဗျာဘာထုံးဘာထုံးဒီအသက်73နှစ်ခန့်ရှိရုံးတို့နှစ်ကြိမ်များရောက်ခဲ့လေပြီပထမအကြိမ်ရောက်ခြင်းကလုံကြီးကိုခိုးတော့ကြောင့်ဖြစ်လေသည်ပြင့်မှုထင်ရှားလေရက အပြည့်ရှိဤဟုတရားသူကြီးကအမိန်ချမှတ်၏သို့တော်အသက်အရွယ်ငယ်သေးသည်ကတကြောင်ခိုးသောပစ္စည်းမှာအဖိုးများစွာမထိုက်သောကြောင့်တကြောင်စသည်တို့ကြောင့်တရားသူကြီးကဘာထွန်အားဆုံးမ၍လွတ်လိုက်လေသည်ထိုအခါဘာထွန်မှာအသက်၁၇နှစ်ခန့်သာရှိသေး၏ထို့နောက်နှစ်နှစ်ခန့်ကြာပြန်သောအခါစကိုင်းနယ်ပိုင်းဝန်တောင်မင်းရုံးသို့ပင်ဘာထွန်ရောက်ရာပြန်၏ဤအချင်းရောက်ရှင်ကမြေမှုတွင်ဆယ်၍ ကိုးကွယ်ထားသောရှင်ဥပဗုဒ္ဓကျောင်းဆောင်အတွင်၌လှူထားသည့်ပကံတန်အိုကြီးစီအစရှိသောပစ္စည်းများနှင့်အိမ်တအိမ်တွင်လှိုင်း၍ထားသောစွတ်ကျဲအင်းကြီးတထဲကိုခိုးသောကြောင့်ဖြစ်လေသည်။စကိုင်းနယ်ပိုင်းဝန်တော်မင်းကအမှုကိုခေါ်လိုက်ရာပလိသားနှစ်ယောက်တို့သည်ဘာထွန်းအားလက်ထိပ်ဖြင့်နယ်ပိုင်းရှိသို့ခေါ်ဆောင်ခဲ့ကြ၏။ဘာထွန်း၏ပုံပန်းသဏ္ဍာန်ကအသားနက်နက်ကတုံးပြောင်ပြောင် နရွက်ကာကာနာရန်ဘောဘောကိုလုံးခတ်ထွားထွားခတ်ခိုင်ခိုင်ဖြစ်လေသည်ကလားလေးနှင့်ခတ်ဆင်ဆင်တူ၏ပါးနှင့်နရွက်တို့ဆက်ဆက်ရာတွင်ခတ်ကားကားဖြစ်နေသည်အီရချက်ကသူတကာထက်ထူးခြားသောအချက်ပေသည်ဘာထုံးဝစ်စားထားသည်ကအလွန်ညစ်သေးသောအင်းကြီးအလွန်ပေရီဆုပ်ပြတ်နေသောနာငယ်ပိုင်းကလေးတို့ဖြစ်လေသည်တရားသူကြီးလည်းတရေလိုတက်တည်များကိုစစ်စစ်၏တက်တည်ကံပစ္စည်းဖြစ်သောကြီးကြီး ဖန်ခွက်ပကံတို့ကိုတပဲလျှောက်ပြားဖြင့်ဘာထွန်းထံမှဝယ်ယူကြကြောင်းထွက်ဆိုကြလေသည်ဘာထွန်း၏လက်မှာပင်စွတ်ကျဲအင်ကြီးကိုတွေ့မြင်ရကြောင်းထွက်ဆိုကြ၏တရားသူကြီးကဘာထွန်းအားစစ်ဆေးမင်းမြန်းသောအခါအဆိုပါတသက်ကံပစ္စည်းတို့မှ ပိုင်ရှင်မရှိဘူး၍ထင်မှတ်သောကြောင့်ယူမိကြောင်းထွက်ဆိုလေသည်တရားသူကြီးကတရားလိုတက်တည်များအားစစ်ဆေးသောအခါ၌၎င်းမိမိအားစစ်ဆေးမင်းမြန်းနေသောအခါ၌၎င်း ။ဘာထွန်းသည်ကြောက်ရွံ့ခြင်းလည်းမရှိ။ဝမ်းနည်းခြင်းလည်းမရှိ။တုံ့လှုပ်ခြင်းကိုလည်းမပြ။ပဂတိအတားအမှုမဲ့အမှတ်မဲ့နေလေသည်။အမှုပြီးဆုံးသောအခါတရားသူကြီးကစင်ရင်ချက်ကိုဘာထွန်းအားဖတ်ပြ၏။အရှားတရားခံတို့မူကားဤအခါမျိုးတွင်ကြောက်ရွံ့သော အမှုရာထိတ်လန့်သော အမှုရာတို့ကို ပြကြလေသည်။ဘာထုံးမူကားမတုံမလို့ဂယုမဆိုင်တကဲ့သို့နေ၏ အမှုကိုလာရောက်ခါနားထောင်နေကြတော့သူတို့ကဘာထုံးဤမတုံမလုတ်သောအမှုရာကိုမြင်ကြရလျင်အံဩ၍မဆုံးနိုင်အောင် ဖြစ်နေကြကုန်၏ဤကဲ့သို့မတုံမလုတ်ဘယူးမဆိုင်နေနိုင်သည်မှာယဟန်နာသူတော်ကောင်းကဲ့သို့ဒုက္ခဒုက္ခတို့ကို အမှုမထားသော သူတော်လည်းဖြစ်ရမည်ဒုတိမဟုတ်အလွန်မာရိုင်းဆူရသောတခိုးစိတ်ဓမ္မစိတ်ရှိသော အမှုမျိုးနှင့်ကြုံကြိုက်လျင် တုံလုံးရှင်းဖြစ်မိတာသည် ဓမ္မလူတက်မှုတို့နှင့်တရားအစွဲခံရသောလူမိုက်လူဆိုးများပင်လည်းမိမိတို့အပေါ်၌စင်ရင်ရက်ရှားမှတ်သောအခါများတွင်တုံ့လှုပ်ကြသည်၏။ဤအခါမျိုး၌မတုံမလှုပ်နေနိုင်သည်မှာအံ့ဩစရာကောင်းလာပြီစွာ။တရားသူကြီးဖတ်ပြနေသောစင်ရင်ချက်လည်းဆုံးလူနေပြီ။ဘာထုံးလဲရခင်အတိုင်းပင်မတုံမလှုပ်နေ၏။စင်ရင်ချက်ဆုံးသောအခါကျောင်းဆောင်မှပစ္စည်းများမှာပိုင်ရှင်မြစ်ချီသောကြောင့်အပြစ်မရှိ။ ခိုးရမမြောက်လှထားသောစွကြဲ့အင်းကြီးကိုယူသောကြောင့်သာခိုးရမြောက်သည်ဖြင့်အပြစ်ရှိသည်ဟုဆိုကနောင်အခါကောင်းမွန်စွာနေထိုင်ရန်ဆုံးမ၍လွတ်လိုက်လေသည်ဤသို့လွတ်လိုက်သောအခါများတွင်တရခမ်းအပေါင်းတို့မှနှစ်ထောင်အရဝမ်းမြောက်ကြသည်ဖြင့်တရားသူကြီးကိုရှ िख ိုးလို့ရှ िख ိုးကျေးဇူးတင်စကားကိုပြောကြားလို့ပြောကြနေအမျိုးမျိုးသောပျော်ရွှင်ခြင်းအမှုရာတို့ကိုပြလေရှိကြကုန်၏ဘာထုံးမမူကားဝမ်းမြောက်ခြင်း ဝမ်းသာခြင်းအမူအရာတို့ကိုအလင်းမပြယခင်ကကဲ့သို့ပင် မတုံမလောက်နေလေသည်ဤအချင်းရာကိုတရားသူချင်းမြည်လျင်များစွာအံ့ဩမိ၏ဘာထွင်းအကြောင်းကိုသိလိုသောကြောင့်သူဤမိဘဆွေမျိုးနေရက်မှစ၍ငငယ်ကဖြစ်ဖြစ်ကြုံတွေ့ခဲ့ရသောအကြောင်းများကိုမေးမြန်းနေသည်ဘာထွန်းကမိမိအကြောင်းဆုံးလင်းစွာတို့ကို ပြောကြားချာ၏ဘာထွန်း၏အကြောင်းကအောက်ပါအတိုင်းပင်ဖြစ်ပေသည် ဘာထုံးကိုမွေးပြီးသည့်နောက်ဖခင်တည်ဆုံး၏အဖေကိုဘာထုံးမမှတ်မိရှိဘာထုံးလူမှန်းတိတတ်သောအခါအဖေဟူ၍မရှိ အမေသာရှိသည်ထို့နောက်အဖေအစာပထွေးကိုရ၏ဆွေမျိုးသားချင်းဟူ၍များများဆဆမရှိချေရှိသည်မဆွေမျိုးသားချင်းတို့မှလည်းအရာဘာတွင်တွားရောက်ခါလောက်ကိုင်းစတောက်နေကြလေသည်ဘာထုံး၌အမေတစ်ခုသားတစ်ခုပထွေးတစ်ခုသာရှိ၏ ထိုပထွေးမှာလည်းအလောက်ကိုင်းဆို၍မလုံမယားဤလှုပ်ဆများကိုတာလျင်တုံးဖြုံးလည်းရှိနေလေ၏ရံဖန်ရံကားမယားကိုပင်ကျင်းမောင်းရိုက်ပုတ်သည်တရံရောအခါဘာထုံးဤဦးလေးတော်သူတယောက်သည် မင်းကောမှတက်ပေါင်ဖြင့်အရာဝတိမြေအတွင်းသို့ဆုံဆင်း၍လာရာမြင်းစင်မှာသို့ရောက်လျင်နေရဟောင်းဖြစ်သောကြောင့်ခဏဝင်လေသည်ဘာထုံးဆင်းရဲနေသည်ကိုမြင်လျင်တဏှာသောကြောင့်မိမိနှင့်အတူခေါ်ဆောင်သွား၏ ထိုအခါဘာတော်မှာကိုနှစ်သားအရွယ်ခန့်သာရှိသေးသည်ရန်ကုန်ကိုရောက်သည့်တိုင်အောင် တလန်းလုံးထမင်းရှက်ရင်းနှီးအိုးတဲခြင်းအလုပ်ကိုလောက်ကင်သွားရရှာသည်တလာခွဲခန့်ကြာလျင်ရန်ကုန်သို့ရောက်လေသည်ရန်ကုန်တွင်ဆာယာတထေးများထံတစ်ဖောင်ကိုအပ်ကြပြီးလျင်မင်းကုန်တို့အတူတကွပြန်လာကြကုန်၏မင်းကုန်တို့ရောက်သောအခါဦးလေးနှင့်အတူနေထိုင်ရလေသည်နေ့စဉ်ထင်းခုတ်ရ၏ ထင်းရောက်ရရသောငွေကိုဦးလေးကတိန်လေသည်တနေ့တနားစင်ကံရွာတွင်ပွဲရှိသည်ဖြင့်ပွဲသွားသောအခါဝစ်စားရန်အိတ်တအိမ်မှလုံကြီးတထဲကိုခိုး၏ထို့ကြောင့်ပရမအကျယ်စကန်းယုံသို့ရောက်ရလေသည်တရားသူကြီးကဆုံးမ၍လွတ်သောအခါမိခင်ရှိရာမြင်းစင်ရွာသို့ရောက်လာခဲ့လေသည်မြင်းစင်တွင်မိခင်နှင့်နေထိုင်၌ပထွေးကဘာထုံးကိုမမြင်လို့မကြည့်လို့ဖြစ်၏ တနေသောအခါမိခင်ကောက်ဆိုင်သွားခိုင်းဘာထွန်အားပထွေးကချိုးရီကိုခတ်ခိုင်းနေသည်ဘာထွန်ကရေခတ်မပေးတော့ကြောင့်အပြင်းအထန်ရ၏ထို့ကြောင့်နေအိမ်မှထွက်ပြေးလာပြီလျင်မင်းမှုတွင်ယထာမောင်းသမားတယောက်နှင့်ဆက်မိသည်ဖြင့်ထိုယထာမောင်းသမားနှင့်ပင်အတူနေထိုင်လေသည်များမကြမီရှင်ဥပဂௌဒအကြောင်းဆောင်ရောက်၍လာရာစားရမယ့်တောက်ရမယ့်ဖြစ်သောကြောင့်အကြောင်းဆောင်မှပစ္စည်းတို့ကိုခိုးရချာ၏ ထို့ကြောင့်ဒုတိယအကြိမ်ရုံးသို့ရောက်ရပြန်လေသည်တရားသူကြီးကလှုပ်လိုက်တော်လဲတွားเสียမှရှိ ထောင်တွင်နေရစေကမူမကြောက်ဟုဆို၏မတိတတ်သောအကြောင်းပေလောစင်းရဲလာသောအကြောင်းပေလောမသိဘာထုံးဤစကားကိုကြားရသောအခါနေပိုင်ဝန်ထောင်မင်းမှာဘာထုံးအားတနာလာသောကြောင့်မိမိနေအိမ်တွင် နေထိုင်မလားဟုမေး၏နေထိုင်ပါမည်ဟုဝမ်းမြဝမ်းသာ ပြောချလေသည်အဝေအစားအဟောင်းများနှင့်ရှေးကညဉ့်ညမ်းခဲ့သောအကျင်ဟောင်းများကိုပါ အယဝရမြေကျော်တွင်မျောလာရန်ပြောလေသည်။ဘာထုံလဲဝန္တအာယအယဝရမြေစိတ်တို့ဆင်းကအဝဲဟောင်းများကိုမျောလိုက်ပြီးလည်းရေမိုးကောင်းစွာရှိုး၏။ရှေးကပြုခဲ့သောမကောင်းမှုများကိုလည်းမပြုလုပ်တော့ပဲ။နောင်အခါကောင်းစွာနေထိုင်ပါတော့မည်ဟုဆုံးဖြတ်ချက်ရှာလိုက်လေသည်။အယဝရမြေစိတ်မှပြန်တက်သောအခါဘာထုံအစ်စ်ဖြစ်၍လာ၏။ဘာထုံခွာချဖြစ်၍လာ၏။ဆူဆူပြပြလည်းဖြစ်၍လာ၏။ တန်တန်ဆင်ဆင်လည်းဖြစ်၍လာ၏မဲနက်သောရုပ်ကမပြောက်ရှားပေဝန်ထောင်မင်းလည်းဘာထွန်အားအင်းကြီးတောင်ကြီးတို့ကိုဝယ်ပေး၏ဘာထွန်ကဝန်ထောင်မင်းအိမ်မှာပင်အစီကံကလေးလုပ်၍နေလေတည်းဘာထွန်သည်ခိုးမှုမှလွတ်လာပြီးနောက်နေပိုင်ဝန်ထောင်မင်းအိမ်တွင်အစီကံအဖြစ်ဝင်ရောက်လောက်ကိုင်းနေသည်မှာယနေ့မှစ၍ရေတွက်သည်ရှိသောနှစ်လနေပါရှိခဲ့လေသည်ထိုနှစ်လအတွင်းတွင်ဘာထွန်မိခဲ့သို့နေထိုင်ခဲ့သည် ဘာထုံးအားနေပိုင်ဝန်ထောင်မင်းမိကဲတို့ထားသည်စာတော်အရှက်များကိုရေးသားရပေအောင်နီနေပိုင်ဝန်ထောင်မင်းအိမ်တို့ရောက်၍များမကြမီအတွင်းမှာပင်ဘာထုံးမှာတသွေးတမွေဖြစ်၍ပြောင်ပြောင်ရောင်ရောင်လည်းဖြစ်လာ၏တွတ်တွတ်လက်လက်လည်းဖြစ်၍လာ၏နေပိုင်ဝန်ထောင်မင်းကသူ့အားစပွဲတို့အရာ၌ထားလေသည်အဝယ်စားတို့ကိုလည်းတင့်လျော်တလောက်ဝယ်ပေး၏ဝန်ထောင်မင်းတားကလေးများ၏အဝယ်စားအချို့ကိုလည်းပေးလေသည် ။ရန်အနေငယ်အတွင်းတွင်ဘာထုံးသည်။နေပိုင်ဝထောင်းမင်းဤယုံစည်ရည်များနေပိုင်ဝထောင်းမင်းဤတာကလေးများနေပိုင်ဝထောင်းမင်းဤအခြားအစီအကံများနှင့်နဗန်းလုံးချင်း ရှင်းခတ်ကစားချင်းလက်ဝဲထိုးတက်ကစားချင်းတို့ကိုလည်းပြုလုပ်လေရှိသည်။ဝန်တောင်မင်းခိုင်းသမျှကိုလည်းမြန်မြန်ဆန်ဆန်ထက်ထက်မြန်မြန်လုပ်ပေးလေရှိသည်ခိုကရှင်းမရှိတော့ကြောင့်ဝန်တောင်မင်းမှာဘာထုံးအားနှစ်သက်စာပြူလာလေသည် ကယ်ဆယ်ခြင်းအကျိုးကျေးဇူးလည်းပါပေ၏ဟု၍လည်းစဉ်းစားမိ။အကယ်၍ဤကဲ့သို့ ကြိရှုကမထားပါနှင့်။စားရမယ်ဖြစ်သောကြောင့်ရာဇဝတ်မှုကိုထပ်မံကျူးလွန်လိမ့်အောင်မိဟု၍လည်းတွေးတောမိလေသည်။နေပိုင်းဝန်တောင်မင်းနေလေသောအခါများတွင်ဘာထွန်လိုက်ပါလာရလေသည်။ထမ်းစရာရှိသည်တို့ကိုထမ်း၊ပိုးစရာရှိသည်တို့ကိုပိုး၊တဲစရာရှိသည်တို့ကိုတဲ၏။တို့ရတွင်ဘာထွန်မှငယ်သေးသောကြောင့်လေးလေးလန့်လန့်ပစ္စည်းများကို တဲမခိုင်းတင်းတင်းနမ်းနမ်းအလုံးများကို မလောက်ခိုင်းရှိနေပိုင်ဝန်ထောင်မင်းနောက်မှမကွာလက်ဖက်ရည်ဘူးနှင့်ရည်ဘူးတို့ကိုတားလျင်လွယ်၍လိုက်လေသည်ဘူတဲများ၌တဲခုတ်ရတွင်လည်းဘာထုံးမှပျော်ပါနေရရှိ၏နေပိုင်ဝန်ထောင်မင်းကတနာသောကြောင့်သူ့အားမကြမကြခေါ်ကားစကားပြောလေရှိ၏တခါတခါကြည်စဲခြင်းကိုလည်းပြုလေသည်ရှေးအထက်ထက်ကမကြုံဘူးသည်ကိုကြုံရသဖြင့်ဘာထုံးမှအာအာတင်လျက်နေ၏ ဝန်ထောင်မင်းဆိုလျင်ကြောက်เสียကြီးဟုရှေ့အခါကထင်မှတ်ခဲ့မိ။ယခုတွေ့မြင်ရသည်မှာဝန်ထောင်မင်းလည်းသူကဲ့သို့ပင်တနာတတ်သောစိတ်ထားရှိပေရကားဟုတွေးတောကများစွာဝမ်းမြောက်သည့်ဟန်နှင့်နေ၏။ဝန်ထောင်မင်းကမင်းမင်းနှင့်အတူမြေမြကြအောင်နေနိုင်မည်နည်းဟုမေးသောအခါတတလုံးနေပါမည်ဟုပြောကြားချာ၏။ဝန်ထောင်မင်းလည်းဘာထုံးအပေါ်၌ကျင်နာရင်းရှိသောကြောင့်အကယ်၍တတလုံးသူနှင့်အတူတူနေလျင် နောင်ဘာထုံကြည်ပြင်းလာတော့အခါဒါနာဆိုးနေရာတွင်ထားမည်ဟုပြောကြနေသည်ဘာထုံကဝမ်းတာ၍မဆုံးတော့ပြီတခါတရံတော့ဝန်တောင်မင်းမန္တလေးသို့အလဲပတ်သွားခဲ့၏ဘာထုံလည်းအတူပါခဲ့လေသည် ဝန်တောင်မင်း၏မိတ်ဆွေများကကိုပိုင်မော်တော်ကားတစ်စီးနှင့်အရရဲသို့လိုက်ပို့တော့အခါဘာထုံမှာမော်တော်ကားဆို၍တခါမှမစီးဘူးသောကြောင့် မော်တော်ကားစီးချင်းဤစီးချင်းတွင်ရင်မူးလျက်နေ၏ဝန်တော်မင်း၏ယုံသူအမှုနှင့်လာရောက်သောကြောင့်သာဤစီးချင်းမျိုးခံစားရလေသည်အကယ်၍သာဝန်တော်မင်းယုံသူမရောက်ပါလေရင်မော်တော်ကားကိုစီးပူးမည်မဟုတ်ဟုတွေးတော်ကားအမှုဖြစ်ရသည်ကိုအချိန်ပေးပြီးဝင်ရောက်နားဆင်အဖြစ်ပေးခဲ့ကြသူညီကောင်မတော်များအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့တွေနောက်ထပ်ဝိထုတို့လေးတွေနဲ့ပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ ညီကောင်မောင်နှမများအားလုံးကိုစိတ်နှပါရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ။